မင်္ဂလာပါနိုဝင်ဘာလ4ရက်မင်္ဂလာမနက်ခင်းပါဒီမင်္ဂလာနနက်ခင်းမှာကျွန်တော်တင်ပြကျင်းနာလေးတော့ကျွန်တော်တို့ဟာကျွန်တော်မိတ်ဆွေတယောက်ကမနေ့ကကျွန်တော်နဲ့ထိုင်းရမြန်မာလေးနဲ့စကားပြောတော့ကိုကြီးနိုင်ငံရေးတွေလို့နိုင်ငံရေးတွေပြောနာအနေရရှိတယ်ပေါ့မိသားစုထက်ပို့ပြီးတော့နိုင်ငံရေးတော့ချစ်လို့လာတယ်အဲ့လိုလည်းမဟုတ်ပါဘူးဟိုကြီးကြီးကျယ်ကျယ်ကြီးနဲ့မိသားစုတွေဘဝတွေနဲ့ပို့ပြီးနိုင်ငံတော်ကိုချစ်လို့တော့ဘာလို့တော့မဟုတ်ပါဘူးတို့ပဲမဲ့တီလာမှာစာရိတ္တတီလာနဲ့ဝါရိတ္တတီလာဆိုတော့ရှိပါတယ်အဲ့တော့မပြုတ်လောက်ကဘူးမပြုတ်လို့တဲ့ ကံနေပေါ့ပါဏာတိပါဒအရိဏဒါနာကာမေသူမိဆာသာရမှုတာဝါဒသူရမီရဆိုကံ၅ပါးပေါ့မကျူးလုံမကျူးလွန်ရမယ့်ကံတွေကိုမကျူးလွန်မိအောင်စောင့်ထင်းခြင်းရလေတီလာဖြစ်တယ်လို့ပြောတဲ့ပြောထိုက်တဲ့စကားပြောတဲ့ပြောထိုက်တဲ့အလုပ်ပြောတဲ့ပြောထိုက်တဲ့အတူအချက်တွေကိုမပြောခြင်းမလုပ်ခြင်းမကြံစီခြင်းကလည်းဒါဟာတိလပြက်တာဖြစ်ပါတယ်။ဒါကျွန်တော်တို့နိုင်ငံမှာလူတော်လူကောင်းတွေပညာရှိတွေအမှားမှန်ခွဲခြားနိုင်တဲ့လူတွေဟာ အန္တရာယ်ကြီးလာတဲ့အခါကျတော့လူမိုက်အင်အားစုလူရန်ကအင်အားစုတုနဲ့တဲနဲ့ပတ်ဝန်းကျင်တစ်ခုမှာအများကြီးပဲ60ရာခိုင်နှုန်းလောက်ရှိတယ်နေရာတိုင်းနေရာတိုင်းမှာမှန်သောစကားကောင်းသောစကားကိုနိုင်ငံရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့လူမျိုးရေးနဲ့ပတ်သက်တဲ့မှန်သောစကားကောင်းသောစကားကိုပြောတဲ့လူကလူ6လူတရာမှာ60လောက်ကမကြိုက်ဘူး တော်တော်ရှာကြပါပါပါလူတရားမှာ3-4ယောက်ပဲရှိတယ်။ကျန်တဲ့96ယောက်96ယောက်ကမကြိုက်ဘူး။နိုင်ငံရေးဆိုပို့ဆိုတယ်မဟုတ်တာတွေပြီးတော့မဟုတ်တာတွေကားစီးသွားလဲမဟုတ်တာတွေကြားမယ်ရက်ကွက်တဲ့ထိုင်လဲမဟုတ်တာတွေကြားမယ်။အဲ့တော့တီလဲမတီဘူးမဟုတ်တာမှန်တာတွေရှောက်ပြောပြီးတော့တိုင်းပြည်ကိုသူတို့ကိုယ်နိုင်လဲပူလောင်တိုင်းပြည်ကိုလည်းပူလောင်သေးခြင်းသူတို့ကိုယ်နိုင်လဲပျက်စီး ပဝန်းကျင်တဲ့တန်းပြီကိုလည်းပျက်စီးစေခြင်းတဲ့လူတွေကများနေခါကျတော့ကျွန်တော်တို့ကဒီအချိန်မှာဒီတီလာဖြစ်တဲ့ပြောတင်ပြောထိုက်တာတွေထွက်ပြောရတာအချင်းဖြစ်ပါတယ်ကျွန်တော်တို့အစတွေကလည်းကျွန်တော်တို့ဒီဇိုင်းမဲ့မဲ့ဆယ်သုံးနှစ်ကျော်ကာလပတ်လုံးပြောလာပါတယ်ပြောလာပါတယ်ကျွန်တော်တို့ Facebook စာမျက်နှာတွေကျွန်တော်တို့လူမှုပဝန်းကျင်တွေမှာမိတလောက်မိတလောက်တွေကိုကျွန်တော်တို့ပြောလာတယ်မရပါဘူးမရတဲ့အခါကျတော့လက်ရှိကြတော့ကျွန်တော်တို့ကဘာလို့ဒီစကားတွေပြောနေရလဲဆိုပြောတင်တဲ့အချိန်ရောက်ပြီဒါတွေကိုငါတို့တွေဝိုင်းပြောမှတိရမယ်ဆိုအဲ့တော့ကျွန်တော်တို့အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ Facebook ကိုကျွန်တော်ညီမလေးတွေတချို့ဆိုပြောထားတဲ့ဒီလိုလူတွေမရှိဘူးမှတ်တာတဲ့ကိုကြီး TikTok အကောင့်အောက်မှာမှတ်ဝင်ရတဲ့လူတွေကြီးတော့မှအားအောင်ရှိသွားတယ်တဲ့သမီးတို့လည်းဆိုအဲ့လိုလူမျိုးတွေလည်းရှိတယ်မပြောတတ်လို့ရဟိုမပြောချင်တာရယ်ဆိုလူသားတွေရှိတယ်ဒါကြောင့်ဘလို့ပဲနေလေသူတို့ကတကယ်အမှန်တရားနဲ့တကယ်လက်ခံနိုင်တဲ့ဉာဏ်ပညာပြည့်စုံတဲ့အခါကျတော့ကျွန်တော်တို့ပြောတဲ့စကားတွေပေါ်မှာသူတို့ comment လေးတွေရေးကြတယ်ပေါ့ဒါလေးလဲဝမ်းတိုက်လဲတော့ဝမ်းတာပါပဲပြောချင်တာတော့ပြောတင်ပြောတိုက်လှုပ်တင်လှုပ်တိုက်တော့စကားမျိုးကိုမပြောချင်းမလှုပ်ချင်းရလဲ မကောင်းပါဘူးအခုနိုင်ငံရေးသမားတွေကျွန်တော်တော်တော်များများကြည်ပါတယ်တာတာလေးတွေအမုန်းလည်းမခံဘူးအမိုက်လည်းမခံဘူးပြောလည်းမပြောဘူးအလိုက်တင်နေနေဟိုဘက်နဲ့လည်းအဆင်ပြေတယောင်ဒီဘက်နဲ့လည်းအဆင်ပြေတယောင်နေပြီးတော့အမုန်းအမိုက်မခံဘဲနဲ့နေရာလေးတွေကိုရှင်းရောကနေဝင်ယူသွားတယ်အချိန်တန်တော့နေရာရပြီးတော့ကောင်းစားသွားတယ်ဒါကြောင့်မလို့လူလေလူပါတွေပဲနေရာရတဲ့ခက်မှာကျွန်တော်တို့လိုလူတွေဟာလူမုန်းများတဲ့အလုပ်တွေကိုနေရာမရှိဘဲနဲ့လုပ်နေတယ်လို့ကျွန်တော်တွေးမိတယ်တော်တော်များလဲကျွန်တော်တို့ဒီမှန်သောစကားကိုဆိုခြင်းနဲ့ပတ်သက်၍ပြောသွားမယ်ဆိုသွားပါမယ်ကံနဲ့ကံကြီးအကျိုးကိုသာယုံကြည်ပါတယ်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးကိုတင်ပြတာပါ